တင်ပါ28ရက်နေ့ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့ပလောင်လက်နက်ကင်တပုံ DNLA တွေကြောင့်မဲမှာဘလောက်ထိတက်ပြတ်နေပြီလဲဆိုတဲ့သတင်းဆောင်ပါတဲ့ဘုတ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကင်တပုံ DNLA ကနောင်ချိုကနေဆစ်ရှုံးပြီးဆုတ်ခွာသွားပြီမဲ့ကြောင်မဲကိုလက်မလို့ရရည်အတွက်အသေးအတန်ခန့်စစ်တွေပြင်ဆင်ထားခဲ့ပါတယ်။ကြောင်မဲကိုလက်မလို့ရရည်အတွက်ကုတ်တွင်းဘက်တစ်ချမ်းကနေပြီးတော့ခန့်စစ်ပေါင်းများစွာကိုပြုလုပ်ထားခဲ့တာပါ။ တမလို့စစ်ကြောင်းတွေကိုဟန်တာနောက်ဆက်ဖို့အတွက်ဘန်ကာပေါင်းများစွာစကန်ပေါင်းများစွာနဲ့ကာကင်ပေါင်းများစွာကိုဆောင်ရွက်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုပြီးခဲ့တဲ့ရက်ကအထိတမလို့ကပလောင်လက်နက်ကင်တဲ့ဘုံ DNL ရဲ့နောက်ဆုံးခံစစ်ကြည့်လို့ပြောလို့ရတဲ့စကန်သားကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီဖြစ်ပါတယ်။ပထမဆုံးခံစစ်ဖြစ်တဲ့နောင်ပင်ကိုတော့ပြီးခဲ့တဲ့ August 28 29ဝန်းကျင်ကလေးကခင်းချုပ်ခဲ့တာဖြစ်ပြီးတော့နိုင်ခံရွာကခံစစ်ကိုတော့ပြီးခဲ့တဲ့2ရက်3ရက်ဝန်းကျင်ကပဲတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးစကန်သားကိုဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စကန်းသာကိုတမတော်ကထိန်းချုပ်ခဲ့တာဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်သူ DNL ရဲ့ LOC လမ်းကြောင်းတွေအဓိကနေရာတွေကိုထိန်းချုပ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။စကန်းသာကိုထိန်းချုပ်ခဲ့ပြီးဖြစ်တဲ့အတွက်တစ်ဖက်ကမိုးကုတ်ကြောင်မဲလမ်းကိုလည်းတမတော်ကမကြာခင်ထိန်းချုပ်သွားနိုင်မယ့်အလားအလာတွေရှိပါတယ်။ဒီနေ့စက်တင်ဘာ28ရက်နေ့အတွက်မနက်ပိုင်းကြားသိရတဲ့သတင်းတွေအရတော့ပလောင်လက်နက်ကင်သူ DNL နဲ့အပေါင်းပါတွေကမိပြည်မှာရှိနေတဲ့အဖွဲ့တွေနဲ့ဒီပလောင်လက်နက်ကင်အကြီးအကဲတွေရဲ့ကြားမှာပုတ်တိုက်မှုတွေလည်းဖြစ်ပေါ်နေတယ်။တချို့တွေတမတော်ရဲ့ထိုးစစ်ကြောင့် ရရှိအဟုန်ပြင်းပြင်းနဲ့တိုက်ခိုက်စိုးစစ်ဆင်နေတဲ့ထိုးစစ်အချိန်တွေကြောင့်မြေပြင်မှာရှိနေတဲ့အကြမ်းဖက်သမားတွေကကြောက်လန့်ပြီးတော့ထွက်ပြေးတာတွေရှိတယ်လက်နက်ချတာတွေရှိတယ်အလင်းဝင်လာတာတွေရှိတယ်လို့လည်းသိရပြီးတော့တမန်တော်ထိုးစစ်ကြောင့်ပဲပလောင်လက်နက်ကန်သဘောတရန်နဲ့အဲ့ဒီစုဖွဲ့နေရာတွေကရွာတွေမှာပလောင်တွေဝင်ရောက်ခိုးလုံနေတာတွေကိုဒေသခံတွေကဆန့်ကျင်လာကြတယ်လို့လည်းသတင်းတွေကြားသိရပါတယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကန်သဘောတရန်နဲ့အဲ့ဒီကကြောင်မဲမြို့ကိုလက်မလွှတ်ရည်အတွက် လာပေါင်းများစွာတွေကခံစစ်စင်ပြင်ဆင်ထားခဲ့တာရှိပေမဲ့ပြီးခဲ့တဲ့ရက်မှာတော့အခြေအနေမဟန်တော့တဲ့အတွက်ကြောင်မဲမြို့ကနေဆုတ်ခွာသွားရတော့မယ်ကြောင်မဲမြို့ကိုထပ်မံလက်လွတ်ရတော့မယ်ကြောင်မဲကနေထပ်ပြီးစစ်ရှုံးရတော့မယ်ဆိုတာကိုနားလည်လာတဲ့အတွက်ကြောင်မဲမြို့မှာရှိနေတဲ့စက်ကြီးဂိတ်တွေစာရဲစာလန်းတွေအားလုံးကိုပြုတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့စက်တင်ဘာ28ရက်နေ့မှာတော့ကြောင်မဲမြို့မှာရှိနေတဲ့ပလောင်လက်နက်ကိုင်သဘွန် DNL ရဲ့ဒီရုံးစိုက်ထားတဲ့နေရာတွေတချိန်လုံးကတော့ဒီတမရွန်နဲ့နိုင်ငံတော်ကဒီရုံးနေဖြစ်တဲ့ မြို့နယ်ခရိုင်ရုံမြို့နယ်ထွေအုံရုံမြို့တော်ခမ်းမစရတဲ့အစိုးရဌာနဆိုင်ရာရုံးတွေမှာပလောင်တွေကအခမ်းအနားဝင်ပြီးတော့နေရာယူနေကြတာဖြစ်ပါတယ်။ဒီလိုနေရာယူပြီးဘာတွေလုပ်တယ်လဲဆိုတော့ဒီပြည်တော်စုလမ်းမကြီးပေါ်မှာသွာလာနေတဲ့ရင်တွေကုံသွယ်ရေးနဲ့ဆောင်ရွက်နေတဲ့ပြည်သူလူထုရဲ့ရင်ရန်နေရာတွေအားလုံးကိုစက်ကြီးတွေအခွန်တွေဘိန်းဝင်ဆိုပြီးမျိုးစုံကောင်းတဲ့ပြောင်းနေတာတွေရှိပါတယ်။အဲဒီလုပ်ငန်းစဉ်တွေအားလုံးကိုလည်းပြီးခဲ့တဲ့တပတ်ဆက်ရဲ့ဝင်းညင်တွေက ရုပ်သိမ်းသွားပြီဖြစ်ပြီးတော့ဒီနေ့စတင်မှာ28ရက်နေ့မှာတော့ပလောင်လက်နက်ကိုင်တဘုံ DNA အလေကအလံတွေဖြုတ်သိမ်းသွားပြီဆိုတဲ့သတင်းတွေကြားသိရပါတယ်။လက်ရှိချိန်မှာတော့ပလောင်လက်နက်ကိုင်တဘုံ DNA လေကကြောင်မဲခန့်စစ်ကိုဘလောက်ထိအသေးအံပြင်ဆင်နေပေမဲ့ကြောင်ပိတ်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ကြောင်မဲမြို့ကြီးကိုတက်မတော်စစ်ကြောင်းတွေအားလုံးကဝိုင်းဝန်းပိတ်ဆို့ထားပြီဖြစ်ပါတယ်။ဒီအချိန်ဒီမှာလည်းပလောင်လက်နက်ကိုင်တဘုံ DNA အတွက်အကြက်တဲတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ ကြောင်မဲမျိုးရဲ့တောင်ဘက်တကြောလုံးကြောင်မဲမျိုးရဲ့နောက်ဖက်တကြောလုံးကိုတက်မတော်စစ်ကြောင်းနေဝိုင်းဝင်းပိတ်ဆို့ထားတယ်လို့ခံမှန်းရပါတယ်ဆိုတော့ပလောင်လက်နက်ကန်တပုံတရနဲ့အလေအနေနဲ့ဘယ်လန်းကြောင်းတွေကိုဆုတ်ခွာသွားနိုင်မှာတလဲတီဘောဘက်ကိုဆက်ပြီးဆုတ်ခွာသွားရင်တော့ထပ်ပြီးလက်လွတ်ရမယ်မျိုးကလည်းတီဘောဖြစ်တဲ့အတွက်ခံစစ်တွေတော့ပြင်ဆင်ကောင်းပြင်ဆင်ထားနိုင်ပါတယ်အရှိကြသည့်ရတဲ့တရနဲ့အရာတော့ပလောင်လက်နက်ကန်တပုံတရနဲ့အလေကကြောင်မဲကနေဆုတ်ခွာပြီးတော့ တောင်မင်းနဲ့တီဘောကြားကရွာတွေမှာခံစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။တီဘောကိုလည်းတမလော်ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်တပုံ TNLA ရဲ့နောက်ထပ်စုတ်ခွာရလမ်းကြောင်းကတော့တီဘောကနေနမ်ဆန်ဟိုးနောက်ကတော်တဲကိုစုတ်ခွာသွားရတော့မှာပဲဖြစ်ပါတယ်။ဆိုတော့အခုဒီနေ့အလန်းနေတင်းသွားပြီးပြီးခဲ့တဲ့ရက်တွေကရုံးလုံးငန်းစင်တွေကိုဖြည့်ပြောင်းလိုက်ပြီးဆိုတဲ့သတင်းတွေကြားသိရတဲ့အတွက်ပလောင်ကတေချပါတယ်။ကြောင်မဲကနေစုတ်ခွာသွားပါလိမ့်မယ်။ဒီဟိုပြောစရာလေးရှိလို့ ဒီနေ့အဲဒီကြောင်းထဲမှာဘလောင်ရဲ့ရှုပ်ချက်တူခံရတယ်။ယူရဲဆိုလို့ရှိရင်လည်းသူ့အုံလို့ဘုခရရေးစခန်းလို့ဆိုလို့ရှိရင်အလန်လေးကိုဖြုတ်ပေးလိုက်ပြီ။မိုင်းတင်နေတဲ့ဆိုရဘလောင်လို့။ဘသားတွေကမောင်းထုံတယ်လို့ကြားရတယ်။သူ့ထူလေးအင်ဝင်ခဲ့ပါတော့။တက်ကစကြောင်းကြီးကအဲနောက်ကနေထိုက်ချက်ပေါ်လိုက်လို့နိုင်ကိုယ်ပဲသိတယ်။ အလောင်းရပပလေးကိုဝန်ခံနေရပြီအဲ့ဒီလေကိုသူတောင်လည်းပြောတာကိုတွေ့ကျောင်းကြီးရောကျန်ကမှအိမ်ပြန်ရောအထုပ်လူလည်းတင်းထားကြပါတော့လှမ်းပြောပြတာပါလူတွေကတချို့လောင်းနေတယ်။ဘာလို့ချိုးပြီးရတာဒီပုံချတာကိုတွေ့ရတယ်။ဦးလေးကဆိုလို့ရှိရင်တိုက်ပွဲမှာလည်းအလောင်းသုံးပွင့်တစ်ကောင်ရဲ့အခြေခံတစ်ကောင်တည်ရလို့ကြားတယ်။ ။တမန်တော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကိုဟန်တားနိုင်မှုအတွက်သူတို့မှာအင်အားမရှိတော့ဘူးစိတ်တဲ့ရေးရလဲပြက်ပြားနေပြီဖြစ်တယ်လို့ဒီတပ်တွင်းစီလုံးညီညွတ်မှုလဲပြက်ပြားနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ကြည်လွတ်ရဒေတာကနေပလောင်လက်နက်ကိုင်းတဲ့ပုံ DNA အကြီးပိုင်းတွေကအစားအသောက်တွေမစွမှုဘူးပေးတယ်။ကြည်စံတွေမလောင်ကပေးပြီးတော့တမန်တော်စစ်ကြောင်းတွေကိုဟန်တားစေခဲ့တာဖြစ်ပါတယ်။ပလောင်လက်နက်ကိုင်းတဲ့ပုံ DNA အကြီးပိုင်းတွေဖြစ်တဲ့မိုင်းကျုံဂျာတာခူးလန်တာအိုက်ပေါင်းတာဖုံးကျော်လွေရီဦးစရတဲ့ဒီအကြီးပိုင်းတွေရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်အောက်ခြေမှရှိနေတဲ့ အကြမ်းဖက်သမားတွေကိုနိုင်ငံရေးအကြိမ်နှိမ်ပါတဲ့ဒေသခံပလောင်လူမျိုးတွေကိုအတင်းအဓမ္မဆက်သားဆွဆောင်ပြီးတော့ရှေ့တန်းကိုပို့ခဲ့တာပဲဖြစ်ပါတယ်။ပြောရရင်တော့အသေးခံခိုင်းခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့ပလောင်လက်နက်ကင်တဘုံ DNL ရဲ့အခြေအနေကစုံလဲစုစားလဲယူဖြစ်နေပါတယ်။တမန်တော်စစ်ကြောင်းတွေကိုမမက်မင်းမင်းနဲ့ဆက်ပြီးတော့ထိုးစစ်ဆင်တာကိုရင်ဆိုင်မယ်ဆိုရင်လည်းမျိုးပြုတ်မှာဖြစ်တယ်။ပြန်ပြီးစုတ်သွားမယ်ဆိုရင်လည်းဟိုးအရင်လာခဲ့တဲ့1992ခုနှစ်ကာလတွေက ပန်လောင်ကိုပန်အုပ်ချုပ်ခွင့်ရဒေတာပေးခဲ့တဲ့မန်တုံဒေတာဒီစုပ်ပါရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီဂျပန်အတွင်းမှာအကြောင်းမဲမျိုးကိုတမလို့ကထိန်းချုပ်မယ်လို့ခံမှန်းရပါတယ်။ပလောင်အလံတွေလည်းစုပ်ခွာသွားပြီ။ပလောင်အလံတွေလည်းရုပ်သိမ်းသွားပြီဖြစ်တဲ့အတွက်ဒီနေ့စက်တင်ဘာ28ရက်နေ့ညမှာတော့ပလောင်တွေအားလုံးကနောင်ချိုကနေစုပ်ခွာသလိုတိတ်တိတ်လေးညဘက်မောင်ရီပြိုးကျင်ကိုအခွင့်ကောင်းရှူပြီးတော့အုပ်စုလိုက်စုပ်ခွာသွားမလားလို့တော့ခံမှန်းရပါတယ်။နောင်ချိုကနေဆေရှုံပြီးဆုတ်ခွာသွားတဲ့အချိန်တုန်းကလည်းအုပ်စုလိုက်အင်အား800တထောင်နီးပါးနဲ့ တက်တော့ရိုက်ပြေးပြီးတော့ဆုတ်ခွာသွားကြတယ်ဖြစ်စဉ်တွေလည်းရှိခဲ့ပူရဲ့အတွက်အခုကြောင်မဲမျိုးကနေရောဆုတ်ခွာသွားမလားဆိုတာဆက်ပြီးတော့စောင့်ကြည့်သွားရအောင်ပါပါမိုးကုတ်ကိုဆုတ်ခွာမယ်ဆိုရင်လည်းတက်မတော်ကမိုင်းတင်းဒေတာအနည်းမှာ LOC ကတ်တော့ထားပြီလို့ခံမှန်းရပါတယ်ဆက်ပြီးထိုးစစ်ဆင်လာမယ်ဆိုလို့ရှိရင်တော့မိုင်းတင်းကနေနန်းဆောင်အဲဒီကနေတဆင်းဒီတောင်နောက်ရွာအခုကုန်းသာရွာအတရုတ်တင်ညာအဲ့ဒီဘက်တွေကနေဝိုင်းဝန်းပိတ်ဆို့ပြီးတိုက်ခိုက်နိုင်ပါတယ်အဒါအပြင်လက်ရှိတက်မတော်စစ်ကြောင်းတွေရောက်ရှိနေတဲ့နေရာတွေကလည်းဘေးဘက်လေကဝိုင်းဝန်းပိတ်ဆို့ထားပြီးဖြစ်တဲ့အတွက် ပလောင်လက်နက်ကင်တပုံ DNL အတွက်ကတော့လုံးဝကြောင်းပိတ်သွားပြီဖြစ်တယ်။ဒါပေမဲ့တက်မရောကတက်လန်းဖွင့်ပေးထားကောင်းဖွင့်ပေးထားနိုင်ပါတယ်။ဒါကတော့ပလောင်တွေရဲ့စုတ်ခွာရလက်စုတ်ခွာရလန်းဆိုတာထက်ပလောင်တွေကိုနိုင်ငံရေးအရာ PR ပေးထားတဲ့တကားဖွင့်ထားတဲ့ဖြစ်တယ်။သဘောကတော့မြေပြင်မှာအသေးခံတိုက်ခိုက်ခံနေရတဲ့အကြမ်းဖက်ပလောင်တွေ DBL တွေအနေနဲ့ဒီကိုနားလေသဘောပေါက်ရင်အလင်းဝင်လက်နက်ချဖို့အတွက်အခွင့်အရေးတစ်ခုပေးထားတဲ့တကားတစ်ချက်ကိုတော့ဖွင့်လှစ်ထားတဲ့ဖြစ်ပါတယ်။ ဒါပေမဲ့လေလက်ရှိအခင်းအကျင်းလက်ရှိအခြေအနေအရတော့ပလောင်လက်နက်ကိုင်းသဘောင် DNL မှာမြေပြင်မှာရှိတဲ့အကောင်ကြီးကြီးအပွင့်နေအခက်တွေပါတည်ဆုံးမှုတွေကြုံတွေ့နေရတယ်လို့ကြည်ရပါတယ်။ကိုကနေကြောင်မဲထီလာပြီးတော့အသုံးချကန်ဖြစ်ခဲ့တဲ့၃ပွင့်နဲ့ပလောင်လက်နက်ကိုင်းသဘောင် DNL အကြံဖက်တမအရာရှိတယောက်အပါဝင်အကောင်ကြီးကြီးတွေလည်းတည်ဆုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ကြည်ရပါတယ်။အဲ့ဒီသေဆုံးမကတော့ပြီးခဲ့တဲ့စကန်းသာတိုက်ပွဲတွင်သေဆုံးမှုလို့လည်းသိရသလိုတခြားသောအကောင်ကြီးတွေကလည်းတမန်တော်ရဲ့ထိုးစစ်တွင်သေဆုံးသွားတယ်လို့သိရပါတယ် တီးရတာကတော့ပြီးခဲ့တဲ့ဒီကုတ်တွင်းတကြောတက်မတော်ကနေမြရှင်လေးဆောင်ရွက်တဲ့အချိန်ဥယျံရွာကနေဆုတ်ခွာထွက်ပြေးသွားတဲ့တမဟာမှုဆိုတဲ့အကြီးပိုင်းတစ်ခုဖြစ်မယ်လို့ခန့်မှန်းရပါတယ်။ဆိုတော့ဘလွန်လက်နက်ကန်တဲ့ပုံ DNLA အနေနဲ့အကြီးပိုင်းနေမှာထိခိုက်သေဆုံးမှုတွေကြုံတွေ့နေရရေးပြင်းမှာရှိနေတဲ့အတုံးချခံတက်သားတွေတမင်းတနက်စားပြီးတော့၃ရက်လောက်စစ်တိုက်နေရတဲ့အပွဲတွေဒီတဘူးပေးပြီးတော့အာဆိုးရုံတောက်ပြီးစစ်တိုက်နေရတဲ့အကျန်းဖက်သမားတွေအနေနဲ့ဘယ်လောက်တောင်းခံနိုင်မလဲဆိုတာကိုပဲမေးခွန်းထုတ်ရမှာဖြစ်ပါတယ် ပြည်ထောင်စုတက်မတော်ကြီးကနိုင်ငံတော်ကိုကာကွယ်နေတာဖြစ်တဲ့အတွက်အင်တိုင်းအားတိုင်းနဲ့ဗက်ပေါင်းစုံကနေမဟာဗျူဟာကြားကြထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင်မင်းမျိုးကိုဘယ်လိုပဲဖြစ်ဖြစ်ရအောင်ရှုမှာပါဆိုတော့လက်ရှိအခင်းအကျင်းဒီနေ့စက်တင်ဘာ28ရက်နေ့မှာတဲ့ဒီနေ့ည7:00နာရီတကောင်ရန်ဝင်းကျင်ပလောင်လက်နက်ကင်တပုံနဲ့ထွန်းထွန်းနိုင်ဦးဆောင်နဲ့ DPLD အဖွဲ့တွေကြောင်မင်းမျိုးကနေစုခွာသွားမလားဆိုတာကိုတော့တက်မတော်စစ်ကြောင်းတွေနဲ့ကင်းထောက်လေရင်တွေကမျက်ချင်မပြတ်စောင့်ကြည့်သွားဖို့လိုပါတယ် ။နောင်ချိုကလိုပဲတိတ်တိတ်လေးခိုးပြီးတော့ဆုတ်ခွာသွားကြပါလိမ့်မယ်။လူလိုသူလိုလင်းလင်းချင်းချင်းမှတော့မှဆုတ်ခွာခွင့်မရတဲ့အချမ်းမဲ့သမားတွေရဲ့အခြေအနေကိုနားလည်သဘောပေါက်ဖို့လိုနေပါပြီ။ကိုယ့်အခြေအနေကိုနားလည်သဘောပေါက်ဖို့လိုနေပါပြီ။ဆိုတော့ဒီနေ့အတွက်ကြောင်မဲနဲ့ပတ်သက်တဲ့သတင်းလေးကတော့ဒီလောက်ပါပဲ။ကြောင်မဲကမကြခင်အိမ်ပြန်ရလို့မှဖြစ်တယ်။ကြောင်မဲမျိုးကိုတမရကထိန်းချုပ်ပြီးတဲ့နောက်အကျန်းဖက်သမားတွေစိုးမိုးဖြစ်စီတောင်းကျန်းထားတဲ့နေရာတွေကိုနေမရှင်လေးပြုလို့ရမယ်။မိုင်းတွေထောင်ထားတာတွေကိုနေမရှင်လေးပြုလို့ပြီးရင်တော့ကြောင်မဲမျိုးကဒေသခံတွေ ိုယ်အိမ်ကိုယ်ရာကိုပြန်လို့ရပြီဖြစ်ပါတယ်။တမရော့ကဘာကြောင့်ကြောင်မဲကိုဖြစ်ပြခြင်းထိုးစစ်စင်တိုက်ခိုက်နေရတယ်လဲဆိုတဲ့အခြေအနေလေးကိုဒီနေရာကနေနည်းနည်းလေးပြည့်စွက်တင်ဆက်ပေးခြင်းပါတယ်။ကြောင်မဲမျိုးကိုဝိုင်းဝန်းပိတ်ဆို့ပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေပြစ်ခတ်တိုက်ခတ်ရင်းနဲ့ပလောင်တွေရဲ့စုဖွဲ့နေရာတွေနဲ့တမျိုးလုံးကိုပြားချလိုက်လို့ရတယ်ဆိုတဲ့အခြေအနေကိုပြီးခဲ့တဲ့နောက်ချိုတိုက်ပွဲမှာလည်းကျွန်တော်တင်ဆက်ပေးခဲ့မှုပါတယ်။မျိုးကိုအထီးခိုက်အကြဆုံးနေအောင်လို့ လက်နက်ကြီးလက်နက်ငယ်လေယောင်တိုက်ခိုက်မှုတွေကိုထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ပြီးမှနောင်ချုံမြို့ကိုလည်းပြည်သူလူထုရဲ့လက်ထဲကိုပြန်လည်လွှဲပြောင်းပေးရခဲ့တာဖြစ်ပါတယ်။ထိုနည်းတူစွာပဲကြောင်မဲမြို့ကိုလည်းပလောင်တွေဆစ်ရှုံပြီးဆုတ်ခွာသွားတဲ့အချိန်ကြီးစောင့်ပြီးတော့တမရော်ကစစ်ရေးအရာအင်တိုင်းအားတိုင်းထိုးစစ်ဆင်တိုက်ခိုက်ပြီးပြအပေးနေခဲ့တာဖြစ်ပါတယ်။ဒါကမှမိုက်မိုက်မဲမဲနဲ့ဆက်ပြီးတိုက်ခိုက်အောင်မယ်ဆိုရင်တော့တမရော်ကပလောင်တွေစုပွက်နေတဲ့မြို့တွေကနေရာတွေအားလုံးကိုလက်နက်ကြီးပစ်ခတ်တာတွေစူးစိုက်ဒရုန်းတွေလွှတ်လိုက်တာနဲ့ အကျံဖက်သမားတွေရဲ့အခြေအနေကိုပြောင်းပြန်လှန်သွားနိုင်စေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အကျံဖက်သမားတွေစုတ်ခွာနိုင်တဲ့အချိန်လက်နဲ့ချနိုင်တဲ့အချိန်ကိုအခွင့်အရေးပေးပြီးတော့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင်မဲထိုးစစ်ကလည်းအတိုင်းအတာတစ်ခုအထိနှောင့်နှေးနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ကြောင်မဲမျိုးကိုတော့အထူးကအကြဆုံးနေအောင်တမရစစ်ကြောင်းတွေကထိန်ထိန်တင်းတင်းနဲ့စစ်စင်ရေးဆောင်ရွက်နေတယ်ဆိုတဲ့သတင်းလေးကိုလည်းတင်ဆက်ပေးလိုပါတယ်။အကျံဖက်သမားတွေနဲ့အတူအတူတကွာရှင်တန်နေထိုင်နေကြတဲ့အကျောင်းမဲကရှိတဲ့တစ္ဆပေါက်တွေတလန်းတွေနဲ့ ပလောင်လက်နက်ကင်တပုံ DNL ရဲ့အကျိုးစီးပွားတွေကိုအကာအကွယ်ယူချက်ပြုတ်ပေးနေတဲ့ထောက်ပို့တွေအနေနဲ့ကတော့တတိကြီးကြီးထားဖို့လိုပြီးဖြစ်ပါတယ်။ပြေးရင်ပြေးမပြေးရင်ချိန်တိုင်းရင်ကြံဖက်တွေတစ်စပေါက်တွေရဲ့သွားရလမ်းကိုသွားရပါလိမ့်မယ်။ဒါကကြောင်မင်းမှာရှိနေတဲ့ဒလန်တွေနဲ့ပတ်သက်တဲ့နောက်တင်လေးတပုတ်ကိုတတ်မှန်ဖြည့်ဆွတ်ပေးခဲ့တာဖြစ်ပါတယ်။ကြံတဲ့ရှမ်းလူမျိုးတွေတနုလူမျိုးတွေနဲ့ ကြောင်မဲကဒေတာကန်တွေအားလုံးအိမ်ပြန်မှုတွေအထုတ်တွေတင်ထားကြပါရာသီဥတုတာရရဲဆိုလို့ရှိရင်အဝတ်တွေလှန်ထားကြပါအဝတ်တွေလျှော်ထားကြပါထုတ်တွေတင်ထားကြပါမကြခင်ရပ်ပိုင်းတွေကြောင်မဲကိုအိမ်ပြန်လို့ရတော့မှာပဲဖြစ်ပါတယ်ဒါကတော့ကြောင်မဲနဲ့ပတ်သက်တဲ့သတင်းလေးတစ်ပုဒ်ကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းသိဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်